အားလုံးပဲမင်္ဂလာပါရှင်။၂၄နာရီတွင်ထူရှားတဲ့ပြည်ပပြပါဆေးဝင်ဆောင်ပြတဲ့တင်းလေးကိုတက်ဆက်ပေးပါတော့မယ်။ကျမကတော့မြတ်တီကိုပါ။ဧပြီလ22ရက်နေ့မှာငလိန်ထက်လုံမယ်လို့တစ်တော်မှာသတင်းမမလုံခဲ့သူဂျူမိုတဲကိုဖမ်းဆီးလိုက်တဲ့တဲ့။ပါကစ္စတန်နိုင်ငံသားများကိုအိန္ဒိယနိုင်ငံအတွင်းမှာညှဉ်းထုတ်ပြီးတော့ပြည်ဝင်ခွင့်ပေးလိုက်တဲ့တဲ့။တူရကီမှာပြည်ရချက်တမနေရှိတဲ့ငလိန်လောက်တာကြောင့်ထိခိုက်မှုကြီးမားနိုင်တဲ့တဲ့။ ပရီးမီးယားလိဂ်ကလပ်များကိုဒါဒီပန်းပြရှိမယ်ဆိုတဲ့တင်ပါဝဲအစားရှိတဲ့ပြည်ရင်းဒီပါဆင်ဝင်ဆောင်ဖွဲ့ရတင်းတွေကိုတက်ဆက်ပေးသွားမှာပါအထမဆုံးအနေနဲ့ပြည်ဝင်သတင်းတပုတ်ကိုတင်ဆက်ပေးကြပါမယ်။ဧပြီ22ရက်နေ့မှာငလင်းစည်းထက်လုံးမယ်လို့ကျွတ်တော်မှသတင်းမှလွန်ခဲ့သူဂျမိုးတဲကိုဖမ်းဆီးလိုက်တယ်လို့သိရပါဗျ။ဒီသတင်းကိုတော့မတူတူကွာပြီးပို့လာပါဗျ။ ဧပြီ21ရက်နေ့မှာငလင်ကြီးမစွာလုံမယ်လို့တစ်တော်ကောင်မတဆင်တရေမလွန်ခဲ့သူဂျွန်ပယ်မစ်ရီကောက်ပါရှင်ဂျွမိုးတဲကိုဧပြီ22ရက်မနက်7:00နာရီကမုံရွာမြို့မှာလုံချုံရင်ဖွဲ့ဝင်များကဖမ်းဆီးခဲ့ကြရလို့သိရပါတယ်။စစ်ဆေးချက်တွေရဂျွမိုးတဲဟာအများပြည်သူထိတ်တလန့်ဖြစ်စေဖို့အတွက်ယူရပြီးမဟုတ်မမှန်အေးတာဟောပြခဲ့တာကိုဖော်ထုတ်သိရှိခဲ့ရတာကြောင့်ဥပဒေရောက်တရောက်စွာရည်ယူနိုင်မှုအတွက်လုံချုံရင်ဖွဲ့များကဆက်လက်ဆောင်ရွက်လျက်ရှိနေရလို့သိရပါတယ်။ဘေးရင်လက္ခဏာပညာသုံးရှာပြီးတော့ပြည်သူလူထုထင်အောင်ထင်မှားဖြစ်စေဖို့အတွက်ယူရ ပြီးဂျူမူဖိုက်တော့တက်တော့ကောက်နဲ့တက်တော့ကောက်ဖွင့်လင်ကအကြမ်းဖက်ဖွဲ့စည်းများနဲ့ပတ်သက်တဲ့ post များမြင်းငလင်နဲ့ပတ်သက်တဲ့ post များကိုမဟုတ်မမှန်ရေးသားဖော်ပြခဲ့တာကိုလည်းဖော်ထုတ်သိရှိခဲ့ရတယ်လို့သိရပါတယ်။ဆက်လက်ပြီးနိုင်ငံတကာရင်းသဘောကိုတင်ဆက်ပေးကြပါမယ်။ပါကစ္စတန်နိုင်ငံသားတွေကိုအိန္ဒိယနိုင်ငံအတွင်းမှနေထုတ်ပြီးပြည်ဝင်ခွင့်ပေးလိုက်ပါတယ်။ဒီသတင်းကိုတော့ညင်းကြောင်းဝါပြပို့လာတာပါ။ ရှမန်နီကကက်ရှမီးယားဒေသမှာဖြစ်ပွားခဲ့တဲ့အကြမ်းမ်းတိုက်ခိုက်မှုကြောင့်အိန္ဒိယဆိုရဟာပါကစ္စတန်နိုင်ငံသားတွေကိုပြည်ပုံကပိတ်ပင်လိုက်တယ်လို့သိရပါဗျ။ကက်ရှမီးယားဒေသမှာအရှိဆိုင်တဲ့စစ်သွေးကြွအုပ်စုတစုကအကြမ်းမ်းတိုက်ခိုက်မှုပြုလုပ်ခဲ့တာဖြစ်ပြီးတော့တေဆုံသူ26ယောက်ရှိခဲ့တဲ့အပြင်အသက်အန္တရာယ်ဆုံးရတဲ့ဒဏ်ရာရှိသူတွေလည်းရှိခဲ့တယ်လို့အိန္ဒိယဆိုရကသတင်းထုတ်ပြန်ခဲ့ပါဗျ။တိုက်ခိုက်မှုပြုလုပ်ခဲ့တဲ့စစ်သွေးကြွအုပ်စုကပါကစ္စတန်ကအထောက်အပံ့ပေးထားလို့သတ်မှတ်ထားတာကြောင့်အိန္ဒိယဘက်ကပါကစ္စတန်နဲ့နိုင်ငံခြားကျူးကျူးဆက်ဆံမှုတွေကိုအဆင့်လျှောက် ောက်ခဲ့ရပဲဖြစ်ပါတယ်။အိန္ဒိယနိုင်ငံနဲ့ရောက်ရှိနေတဲ့ပါကစ္စတန်နိုင်ငံသားတွေကို48နာရီအတွင်းမှာနိုင်ငံတွင်းကနေထွက်ခွာဖို့အတွက်မိန့်ထုတ်ခဲ့တယ်လို့ပါကစ္စတန်နဲ့ထိဆက်နေတဲ့နေဆက်ဂိတ်တွေကိုလည်းပိတ်ပစ်ခဲ့ပါတယ်။အိန္ဒိယနိုင်ငံကအမျိုးသားလုံခြုံရေးဆိုင်ရာအရေးပေါ်အစည်းအဝေးကျင်းပခဲ့ပြီးနောက်မှာပါကစ္စတန်နဲ့ပတ်သက်ပြီးတော့ပြင်းထန်တဲ့ဆုံးမညချခဲ့ရဖြစ်တယ်လို့သိရပါတယ်။နောက်ထပ်နိုင်ငံတကာအသင်းတစ်ပုဒ်ကိုတင်ဆက်ပေးကြပါတယ်။တူရကီမှာပြည်ခက်တသမာနေရှိတဲ့ငွေလေလောက်တာကြောင့်ထိခိုက်မှုကြီးမားနိုင်တယ်လို့သိရပါဗျ။ ီတဲ့င်းကိုတော့ငင်းချမ်းဝါပေးပို့လာတာပါပြင်အားစနေသမားနေ့ရုရှားစီးရှိတဲ့ပြင်းထန်နိုင်ငံလေးတခုလောက်ခတ်ခဲ့တာကြောင့်တူရကီနိုင်ငံမှာတိုက်ခိုက်မှုကြီးမားနိုင်တယ်လို့သိရပါတယ်တူရကီနိုင်ငံမှာယမန်နေကဒေသစံတော်ချိန်မွန်းလ12နာရီ49မိနစ်မှာတူရကီနိုင်ငံအစ္စတန်ဘူမြို့ကိုဗဟိုပြုလှုပ်ခတ်ခဲ့ရဖြစ်ပြီးမလင်ဗဟိုချက်ဟာမြေရောက်ရှတ်တသမားနှစ်မိုင်အနက်ကိုဗဟိုပြုလှုပ်ခဲ့တဲ့စောက်တဲ့ငလင်ဖြစ်တာကြောင့်ငလင်ရဲ့ပြင်အားကပုံပုံပြင်းထန်ခဲ့ရဖြစ်တယ်လို့သိရပါတယ် ငလင်ကြီးရဲ့နောက်မှာပြင်အား2.5ရေရှာစကေးကနေပြင်အား5.5ကိုရေရှာစကေးရှိတဲ့နောက်ဆက်တွင်ငလင်ချစ်ချင်းထပ်မံလောက်ခတ်ခဲ့တယ်လို့တရကင်ငလင်ဆောင်ကြီးရေဆန္ဒကလည်းသတင်းထုတ်ပြန်ခဲ့ပါတယ်ငလင်ကြားတိုက်ခိုက်ပျက်စီးမှုအခြေအနေပါဝဲအသက်အန္တရာယ်ဆုံးရှုံးမှုအခြေအနေနဲ့ပတ်သက်ပြီးသတင်းမရရှိသေးဘူးလို့တူရကီတဘာဝဘေးအန္တရာယ်အစီအမံခန့်ခွဲမှုဖွဲ့ကသတင်းထုတ်ပြန်ခဲ့လို့သိရပါဗျာ။ အေးဘော်ကန်ဆယ်ရေးအစီအစဉ်တွေကိုငလင်ကြီးလောက်ခတ်ပြီးနောက်မှာစတင်ဆောင်ရွက်ခဲ့ပြီးတော့အပြည့်စည်ရအောင်မှာပြိမိနေသူတွေကိုလည်းရှာဖွေကန်ဆယ်ရည်လို့သိရပါတယ်။အခုနောက်ဆုံးတင်ဆက်ပေးစင်တာကတော့မြန်မာရှေ့ရဲ့အခါစားတဲ့တပုတ်ကိုတင်ဆက်ပေးခြင်းပါတယ်။ပရီးမီးယားလိဂ်ကလပ်များကိုဒါဒီ brand ပြောင်းရွှေ့မယ်လို့သိရပါတယ်။ဒီတဲ့င်းကိုတော့နင်းကြောင်ဟာပြပလာတာပါမန်စီးတီးတင်ကနေထွက်ခွာတော့မယ်ကွင်းလန်သတ္တမဒီပရိုင်ဟာတင်းနေထွက်ပေါ်နေတယ်လို့ sorry လေးကလေးတခုခုကိုပြောင်းရှိမှာမဟုတ်ပဲပရီးမီးယားလေးကလပ်တခုခုကိုဒါပြောင်းရွှေ့ဖို့အတွက်ကြိုးပမ်းနေတယ်လို့သိရပါတယ် ်အသက်33နှစ်အရွယ်ရှိဖြစ်တဲ့ဒီဘရိုင်းကိုမန်စီးတီအသင်းကစတဲ့တန်တထမတို့ဖို့အတွက်ဆုံးဖြတ်ခဲ့တာဖြစ်ပြီးဒီဘရိုင်းဘက်ကပုံမှန်ပွဲထွက်ခွင့်ရတာမရတာပြဿနာမရှိတဲ့အပြင်တပတ်လောက်ခလာစာပေါင်နေသိန်းတိချော့ဦးမယ်လို့ကန့်လန့်ခဲ့တဲ့ကြားကမန်စီးတီအသင်းကစတဲ့တန်တထမတို့ခဲ့တာဖြစ်တယ်လို့သိရပါတယ် ဒီ brand ခေါ်ယူဖို့အတွက် Saudi club တွေနဲ့ American Major League club တွေကလောကလဆာအများများပေးပြီးတော့ခေါ်ယူဖို့အတွက်ကြိုးပမ်းနေပေမဲ့ဒီ brand ဟာမိသားစုကအင်္ဂလမှာပဲဆက်နေနေတာကြောင့် Premier League club တစ်ခုခုကိုပြောင်းရွှေ့ဖို့အတွက်ဆုံးဖြတ်လိုက်တာပါဒီ brand ခေါ်ယူဖို့အတွက်မြို့ခံပြိုင်ပွဲအမှန်ယူပါဝဲဖီလာစပါတင်းတွေကခေါ်ယူဖို့အတွက်စိတ်ဝင်စားနေရလို့လည်းသိရပါဗျ။အခုတင်ဆက်ပေးခဲ့တာတွေကတော့မြန်မာရှိရဲ့24နာရီနေ့ကတည်းကနေပဲဖြစ်ပါတယ်။ ်ဒီစုအားပေးကြပါတဲ့များအားလုံးကျမရွှင်လန်းကြပါစေလို့ဆုမကောင်းတောင်းလိုက်ပါတယ်ရှင်